မင်္ဂလာပါရှင်ဒီနေ့မှာတော့30နှစ်တိုင်အသုံးပြုပဲတိတ်ဆိတ်ခံထားခဲ့ရတဲ့ကမ္ဘာလေးချိန်များဆုံး Echo Super Producer အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ် Echo Super Producer ကကမ္ဘာပေါ်မှာအလေးချိန်များဆုံးနဲ့အစွမ်းထက်ဆုံးထွက်တိုက် Producer အဖြစ်သတ်မှတ်ခံထားရပါတယ်ဒီဘော်လူစာကို1980ပြည့်နှစ်အစောပိုင်းမှာအီတလီနိုင်ငံအမ်ဘာတိုအကိုကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆက်ကြီးဟာအလေးချိန်183နဲ့ရှိပြီးအင်ဂျင်နှလုံးသက်ဆင်ထားတဲ့အတွက်ဆွဲအားကလည်းအလွန်မြင့်ပါပါတယ်။အဓိကစိတ်ပိုင်းတွေကတော့အလေးချိန်183နဲ့ရှိပြီးကတာပယ်လိုက်အင်ဂျင်နှလုံးကိုအသုံးပြုထားပါတယ်။အင်ဂျင်တလုံးချင်းစီက685မြင်းကောင်ရည်စီပေးဆက်နိုင်တဲ့အတွက်စစ်စစ်ပေါင်းမြင်းကောင်ရည်1350ရှိပါတယ်။ဒါပြရွယ်စားကတော့အကျယ်9မီတာအမြင့်နေတ္တမ9မီတာဆက်ရက်အရှိကတော့12မီတာရှိပါတယ်။ရေပါနောက်ဝဲချက်တိုင်ရွယ်စားအမြင့်3မီတာခန့်ရှိပြီးကြီးမားတဲ့ဟိုက်ဒရိုလစ်အန်တွေနဲ့ထိန်းချုပ်ထားပါတယ်။ အခုစူပါဘော်ရူဇာကိုလစ်ပြားနိုင်ငံနေရာဖွံ့ဖြိုးရေးစီမံကိန်းကြီးတစ်ခုအတွက်အထူးမှယူထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီဆက်ကြီးဟာနေကြီးမြောက်များကိုအချိန်တော်အတွင်းရှစ်ပြောင်းနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့တည်ဆောက်ခဲ့တာပါ။ဒါပေမဲ့လည်း1986ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကလစ်ပြားပေါ်ကုန်တရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီဆက်ကြီးကိုလစ်ပြားကိုပို့ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်အီတလီမှာတည်ဆောက်ပြီးစီးခဲ့ပေမဲ့လည်းလုပ်ငန်းခွင်မှာတစ်ခါမှအသုံးမပြုရဘဲတိတ်ဆိတ်ခံထားခဲ့ရပါတယ်။ကုမ္ပဏီတီထောင်သူ Empato Eco ကိုလွန်ပြီးနောက်မှာတော့ Eco ကုမ္ပဏီလည်းရပ်ဆိုင်သွားခဲ့ပါတယ်။ နေပေါင်းများစွာသိသိခံထားကြရကနေ2012ခုနှစ်မှာအီတလီနိုင်ငံပရိုတိုဂိုမြို့ရှိဥယျာဉ်ခြံတစ်ခုမှာထိမ့်သိမ်းပြသဖို့အတွက်ကြောက်ရွှေ့ခဲ့ရပါတယ်။လက်ရှိမှာတော့အဂိုစူပါဘောလူစားကိုဆယ်ရည်နှစ်ချစ်တူတဲ့အတွက်တမိုင်းဝယ်မတ်တရားပစ္စည်းတစ်ခုအဖြစ်ကြားသာထားတာတွေ့ရှိရပါတယ်။